စစ်တပ်လုံးမဲ့ရွေးကောက်ပွဲကိုထိခိုက်ပျက်စီးအောင်နှောက်ရှက်ဟန်တာဖျက်ဆီးနေတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ကရင်မျိုးသား CEO KNU တက်မဟာတက်တထုံခရိုင်ဥက္ကဋ္ဌဘရူဆောဆုမြင့်အပါအဝင်24ရောင်းနဲ့ online media တခုကိုအမှုဖွင့်အရေးယူလိုက်တယ်လို့စစ်ကောင်မရှင်ကနိုမာလာ10ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ်နော်မလာလေးရဲ့နေနဲ့၅ရက်နေ့တွင်မှာရွေးကောက်ပွဲဇလန်းတိုနဲ့ပတ်သက်ပြီးစန့်ကျင်လှုံ့ဆော်တဲ့စာရေးသားတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ရန်ကုန်မြို့မှာနေထိုင်တဲ့မဲ့ရမုံဦးနဲ့ဒေါက်တာခင်မတို့ကိုအမှုဖွင့်ထားတယ်လို့လည်းသိရပါဗျ။ အလားတူပဲကရင်အမျိုးသားအစည်းအရုံးဥက္ကဋ္ဌဘရူဆောမြင့်နဲ့22ရောက်တို့ကိုရွေးကောက်ပွဲတိုက်ဖြတ်ဖို့ကြေညာချက်ထုတ်ပြန်တဲ့ဆိုတဲ့အကြောင်းပြချက်နဲ့ပုံမှန်23ခါခွေးနဲ့အမှုဖွင့်ပြီးဖမ်းဆီးနိုင်ဖို့လှုံ့ဆော်နေလို့ဆိုပါတယ်။ပြီးခဲ့တဲ့နိုမာလာ9ရက်နေ့ကလည်းလွှတ်တော်ကိုယ်စားလှယ်ရဲ့အမိဆိုင်ပုတ်တွေကိုဖျက်ဆီးတဲ့ဆိုတဲ့အကြောင်းပြချက်နဲ့ဥချုံမြင့်ကိုရွေးကောက်ပွဲဥပဒေပုံမှန်26ကကြီး24ကကြီးတွေနဲ့အမှုဖွင့်ဖမ်းဆီးထားတယ်လို့သိရပါတယ်။ နော်မလာ9ရက်နေ့မှာတော့ပြည်ခိုင်ပြိုးပါတီကဥအောင်စိုးကိုမဲဆွယ်စည်းရုံးတာမလုပ်နိုင်ဖို့နှောက်ယှက်နေတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ AAMIG News Facebook page ကတာဝန်ရှိသူတွေကိုရွေးကောက်ပွဲဥပဒေပုံမှန်24ကကြီးနဲ့အမှုဖွင့်ပြီးဖမ်းဆီးနိုင်ဖို့လှုံ့ဆော်နေတယ်လို့ဆိုပါတယ်။ရွေးကောက်ပွဲကိုကာကွယ်နိုင်ဖို့အတွက်နှောက်ယှက်ဖျက်ဆီးသူတွေကိုထောင်နဲ့အနည်းဆုံး3နှစ်ကနေထောင်နဲ့တသက်တကျုံနဲ့တည်တံအထိချမှတ်နိုင်တဲ့ဥပဒေတရက်ကိုစစ်ကောင်မရှင်ကပြီးခဲ့တဲ့ဇူလိုင်လထဲမှာပြဋ္ဌာန်းထားခဲ့တာဖြစ်ပါတယ်ရှင်။